Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Sergeant Redcliffe ကလက်ရှိသူ့ရဲ့ပြင်သစ်မှာပိုင်တဲ့ Nicklet ကိုရောင်းဖို့လုပ်နေတယ်ဆိုတဲ့အကြောင်းနဲ့ Jonathan Ta နဲ့ပတ်သက်တဲ့သတင်းလေးတွေကိုကျွန်တော်ပြောကြည့်အောင်ပါ Sergeant ကတော့ဘောနောလက်ရှိဒီသူ့ပိုင်ဆိုင်တဲ့ဒါသူ Ineos ဘောနောပိုင်ဆိုင်တဲ့ပြင်သစ် Clet Nice အသင်းကိုရောင်းချဖို့အတွက်လှုံ့ဆော်နေတယ်ပေါ့ New York ခြေစားယင်းနှမြုံနယ်မှုဘန်တခုဖြစ်အားဒီဘန်တခုဖြစ်တဲ့ Lazar ကလည်းဒီ Ligue 1 Clet အသင်းအတွက် ဝယ်မဲ့သူရှာနေပြီးတော့ဗောနော်ဝယ်မဲ့သူရှာဖို့တောင်းပေးရခံထားရတယ်တီကလက်တင်ကိုယူတန်း250ဝန်းကျင်နဲ့ရောင်းချဖို့အတွက်ကြိုးပမ်းနေတယ်ပေါ့လက်ရှိမှာတော့ niche အသင်းရဲ့ရောင်းချမှုကလီကူမန်ထုတ်လွှင့်ခွင့်နဲ့ပတ်သက်ပြီးတော့မတိကျမရေရာမှုများကြောင့်ရှုပ်ထွေးနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။အဲဘာတွေဆက်ပြီးတော့ဖြေအောင်မလဲတော့မသိဘူး။လက်ရှိအသင်းပိုင်ရှင်အပြောင်းလဲတွေเนาะအသင်းပိုင်ရှင်ကဏ္ဍတွေကတော်တော်ကိုရှုပ်ထွေးနေတယ်မှာပါတယ်။ကျွန်တော်မမမီမီဆိုလို့ရှိရင် အရင်တုန်းကပေါ့နော်ကျွန်တော်စာချင်တို့မန်ချက်စတာယူနိုက်တက်ကိုဝယ်မယ်ဆိုပြီးတော့စပြီးတော့သတင်းထွက်တဲ့အချိန်မှာဒီ article တခုကျွန်တော်ဖတ်ရတဲ့နေရာမှာပါတယ်ပေါ့နော်ဘာတွေပြောထားလဲဆိုတော့စာချင်ကတစ်ချိန်ချိန်မှာ League 1ကလပ်ကိုရောင်းချပြီးတော့ Manchester United ကိုเนาะကျွန်တော်ဒါပို့ပြီးတော့မနော်ပိုင်ဆိုင်မှုတွေများလာအောင်သူကြိုးပမ်းလိမ့်မယ်ဆိုပြီးတော့ပြောထားကြတာတွေရှိတယ်ဆိုတော့အခုကတော့သူ League 1ကလပ်ကိုရောင်းချဖို့ကြိုးပမ်းနေပြီ ါအပြင်သူကတခြားအားကစားကဏ္ဍတွေမှာလည်းပိုင်ဆိုင်ထားတဲ့အရာတွေကျွန်တော်ရှိသေးတယ်။ထပါတော့ Formula 1တို့ဘာလို့မှဆိုလို့ချင်းမှာ CD တို့ဘာလို့ထင်ပါလဲ။ပြီးလို့ရှိရင်ကျွန်တော်တို့ Australia ကလပ်တင်တစ်ခုဖြစ်တဲ့ဒါ Lazan တို့ဘာလို့ကိုလည်းသူပိုင်ဆိုင်ထားတယ်။ဒါတွေကိုလည်းဘယ်လိုလာအောင်မလဲတော့မသိဘူး။ဒါပေမဲ့ Manchester United ကိုလက်ရှိသူပိုင်ဆိုင်နေတဲ့ຢာကိုင်းတို့ပုံများအောင်ကျူးပန်းဖို့တော့ရှိတယ်လို့လို့ကျွန်တော်ထင်တယ်။ပရိသတ်တွေအတွက်ကတော့ဒီအဓိကတော့ဂလီဇာလက်ထဲကလွတ်ဖို့ပေါ့လေ။နော်ဂလီဇာလက်ထဲကလွတ်ဖို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ ပိုင်ရှင်ကောင်းတယောက်စီပေါ့နော်ကျွန်တော်သာအတင်းရောက်ဖို့ပဲဒါပေမဲ့လို့ကလေးစားလက်ထဲကလွတ်တာတော့ဟုတ်ပါပြီငါတို့ sergeant reglif ရဲ့လက်ထဲမှာဘလူမြင်းဖြစ်လာအောင်မလဲဆိုတာကလည်းဘာမှကျွန်တော်မသိသေးဘူးအခုလေးကြီး sergeant ရဲ့လုံရက်တီကဟိုသူတို့စီကပေါ့နော်ကျွန်တော်သာဝန်ထမ်းတွေကိုအမှန်ကန်ထုတ်နေတယ်ဘာညာဆိုတဲ့အခါကျတော့ဘသူမှတော့သဘောမကျကြဘူးဝန်ထမ်းတွေကိုယာကြီးထောင်းကြီးကျွန်တော်တို့သာအလုပ်တွေပါတွေဖြုတ်ပစ်တာမျိုးတွေပေါ့နော်ဟိုယာရူတွေပါတွေပြောင်းပြစ်တာမျိုးတွေကျွန်တော်လုပ်နေတယ်ဆိုတော့တိတ်တော့အများစုကသဘောမကျကြဘူးပေါ့လေဒါပေမဲ့လို့ကိုင်းထဲမှာအောင်မြင်မှုတွေရအောင် သူဘယ်လောက်ထိအသင်းပေါ်မှာ investment ကြီးအပြောင်းလဲမှုတွေလုပ်ပေးထားနိုင်မလဲပေါ့ management team တွေကိုသူဘယ်လောက်ထိပြောင်းလဲပေးနိုင်မလဲဒါတွေကိုလည်းကျွန်တော်ကြည့်နေရသေးတာဆိုတော့စာချင်းကဒီပုံစံနဲ့ဆိုလို့ရှိရင်ပေါ့နော်သူပြင်သစ်ကလပ်ကိုရောင်းချလို့ရတယ်ဆိုလို့ရှိရင်အသင်းတွက်ဒီသူ့ရဲ့ပိုင်ဆိုင်မှုတွေပိုတူးလာဖို့ကြိုးပမ်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဓိကကတော့ကျွန်တော်အနေနဲ့သူတို့ကြေညာထားတဲ့ဥထွက်ဖို့ကွင်းတွေဘာတွေလဲပြောရတာတွေလည်းကျွန်တော်ရှိတယ်ဒါပေမဲ့လို့ဒါတွေက သိတယ်ဘာတွေဆက်ပြီးတော့ဖြစ်လာအောင်မင်းမသိဘူးဆိုတော့ပိုင်ရှင်ကဏ္ဍကတော့နည်းနည်းလေးရှုပ်ထွေးတဲ့တယ်မှာပါတယ်ပေါ့နော်အဒါအပြင်ဒါသူကသူသူကြရလဲမရှိသေးတော့ကျွန်တော်တို့ဒါဒီလောက်နေရင်ကျွန်တော်တို့တော့အောင်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ဂျိုနသန်တာ့ပဲပေါ့နော်ဂျိုနသန်တာ့နဲ့ပတ်သက်တဲ့သတင်းတွေကလည်းကြောက်ထွက်လာတဲ့အနေအထားမှာ အခုလက်ရှိဆိုလို့ရှိရင်ကျွန်တော် Florian Plettenberg ဆိုတဲ့ reporter တယောက်ကပေါ့နော်ကျွန်တော်ဒါပြောထားတာကျွန်တော်တို့ရှိတယ်။ Manchester United က Leverkusen နောက်ခံကစားသမားဖြစ်တဲ့ Jonathan Tah ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့အတွက်ကစားသမားဖြစ်သူရဲ့ agent နဲ့ဆွေးနွေးမှုတချို့တွေပြုလုပ်ထားတယ်ပေါ့။လက်ရှိမှာ Bayern Munich, Real Madrid တို့ကလည်းကစားမကိုစိတ်ဝင်စားနေတယ်။ Jonathan Tah နဲ့ Barcelona တင်းတွေရဲ့ဂျာစကားပြောဆိုမှုတွေရှိနေပြီးမဲ့သဘောတူညီမှုတော့ရထားခြင်းမရှိသေးဘူးဆိုပြီးတော့ကျွန်တော်တို့သိရတယ်။တော်တော်လေးကိုကျွန်တော်တို့ဝမ်းသာကြရလို့တင်တယ်။ ဝမ်းသာကြလို့ထင်တယ်เนาะဂျိုနသန်တကလက်ရှိမှာ29နှစ်ပဲရှိသေးတယ်ကျွန်တော်ပြောချင်တာကဆန်နာဘက်တယောက်အတွက်29နှစ်ဆိုတာဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူးညနောက်ထပ်3နှစ်4နှစ်လောက်ကျွန်တော်သုံးလို့ရတဲ့အနေအထားမှာရှိသေးတယ်6ပေ5လက်မှရှိတယ်ကစားမဗျာဒါအပြင်ဒီကစားမဟာဂျာမန်လက်ရွေးစင်ကစားမเนาะလီဗာပူးစင်မှာကျွန်တော်တို့ဒီဗာလဲအရှုံးပွဲမရှိเนาะဖလားတွေဗာလဲရခဲ့တဲ့3 back system နော်ကျွန်တော်တို့ဒီလီဗာပူးစင်ဗာလဲဒီဂျာဗီအလွန်ဆိုရဲ့အသင်းမှာအဓိကအရေးပါကြတဲ့ကစားမကပတိန်လည်းဖြစ်တယ်ဗျာ ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီကစားမရဲ့အရေးပါမှုလီဗာကူဇင်အောင်မြင်ခဲ့တဲ့ကဏ္ဍတွေမှာဘလောက်ကြီးလဲကျွန်တော်တွေ့ရနေဂျာမနီလေရွေးစဉ်အသင်းရဲ့ကစားမှာပါဂျာမန်လေရွေးစဉ်အသင်းမှာဆိုလို့ရှိရင်လည်းပဲဒါရူဒီကာတို့ပါလို့နဲ့ကစားနေတယ်ဒါအပြင်အတွေ့အကြုံကကျွန်တော်အနေနဲ့၁၀နှစ်နဲ့အထက်ထိကျွန်တော်ရှိတယ်ဗျာဒီလားနိုင်ငံလေရွေးစဉ်အတွေ့အကြုံကဘာကောတခြားဘာတွေပဲကျွန်တော်ကြည့်ကြည့်လုံးဝ competitive level မှာကစားလာတာเนาะဆိုတော့ physical ဘိုင်းကလည်းကျွန်တော်အနေနဲ့မေးခွန်းထုတ်စရာမရှိဘူး ဒါဂျာမနီလိုလက်ရွေးစင်အသင်းကြီးမှာကျွန်တော်တို့ဒီပေါ်ပလင်းဒီဖန်နာဖြစ်ကျွန်တော်ကစားပြနေပြီးတော့တကယ်ကောင်းတဲ့စင်တာဖြစ်ဖြစ်ကျွန်တော်လုပ်ပြနေတာဒါကြောင့်အသင်းတို့ကဒီလိုကစားမကိုအလွတ်နဲ့ရမယ်ဆိုတော့ကြိုးပမ်းနေတယ်အထူးသဖြင့်ကျွန်တော်တို့မှာလင်နီလော့ဖ်ကိုပြန်ရောင်းပြီးလင်နီလော့ဖ်တို့ဘာလို့ကိုလက်လွတ်ပြီးတော့ပြန်ခေါ်ဖို့အတွက်ကနောက်ခံလူကမရှိသေးဘူးငွေမရှိသေးဘူးဗျာကျွန်တော်စဉ်းစားကြည့်တိုက်စစ်မှုခေါ်ရမယ်နေရိုနေဘတန်ခေါ်ရမယ်ဝင်းဘတ်ခေါ်ရမယ်ကွင်းလေခေါ်ရမယ်ဆိုတဲ့အနေအထားတွေမှာအသင်းရဲ့လာမယ့်နေရာဒီအပြောင်းအရွှေ့ဘတ်ဂျက်ကအဲ့မှာနေပြလုံသွားပြီး ဒါမှမဟုတ်ဂိုးသမားနေရာကျွန်တော်ထက်တွေ့မထားသေးဘူးဆိုတော့ဆန်နာဘက်ကလည်းလူတယ်မလူဘူးမဟုတ်ဘူးဂျူနီအဗန်ကအဆင်မပြေတော့ဘူးနောက်ပြီးလို့ရှိရင်လီနီလော့ဖ်ကိုကျွန်တော်လက်လွှတ်မယ်ဆိုလို့ရှိရင်ဒါဟယ်ရီမကွိုင်းယားရှိမယ်ပြီးလို့ရှိရင်ကျွန်တော်လစ်ချာကလည်းအင်ဂျူရီပြဿနာခဏတိုင်းရတာဒီလိုနော်ပြီးလို့ရှိရင်ဟိုဗာလဲလီဟိုယူရိုတို့ပေါ့နော်ဒီလီတိုးနဲ့ပဲကျွန်တော်တို့ရှိနေတာဆိုတော့မာဇာဘီကို right center back ဖြစ်သုံးနေရတဲ့အခြေအနေမှာအလောက်ကြည့်တော့မဟန်ဘူးဒါကြောင့်ဟိုဘောဘလင်း CB ဖြစ်ကစားတဲ့နေရာမှာကျွန်တော်ဂျွန်နသန်တက်ဟာအများကြီးပူကောင်းနေကစားမှာပါဒါကြောင့်ကျွန်တော်ကတော့ ဂျွန်နသန်တကိုမရရအောင်အသင်းကတခြားကလပ်အသင်းတွေနဲ့အပြိုင်ကြိုးပမ်းသင့်တယ်လို့ကျွန်တော်တို့ထင်တယ်။ကြိုးပမ်းမှလည်းကျွန်တော်ရမှာပဲ။အသင်းဘက်ကခန်းစစ်ကကျွန်တော်လိုးနေတာနော်နော်ဒီအရက်ကလည်းရှိတယ်ဗျာကျွန်တော်တို့အနေနဲ့ဒီ physical ဘိုင်းကလည်းကောင်းနေဗျာနော်ဒါဆိုလို့ရှိရင်ပဲကျွန်တော်အသင်းတွေလိုအပ်တဲ့အားနေတဲ့အရာတွေကျွန်တော်ဖြစ်နေပြီအသင်းမှာ physical အားနေတဲ့ခန်းစစ်တွေနော်ကျွန်တော်ဒါအရက်မြင့်နဲ့အမြင်ပိုင်းအမြင်ဘောပိုင်နေတဲ့ခန်းစစ်တွေ ball playing ability ကောင်းတဲ့ခန်းစစ်တွေလိုးနေတာ နော်3ဘက်နဲ့လည်းမစိမ့်ဘူးဆိုတော့ကျွန်တော်ကတော့ကြိုးပမ်းတင်တယ်လို့ထင်တယ်။ဒီနေရာမှာတော့ရှိတာပေါ့လေ။ Bayern Munich တို့ဘာလို့ကခန်းစစ်ကစားမကောင်းလိုနေတဲ့အချိန်မှာဟိုဂျာမနီကစားမဖြစ်တဲ့ Jonathan Zaha ကိုမခေါ်ဘူးလို့တော့ကျွန်တော်ပြောလို့မရဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဂျာမန်သားဖြစ်နေတာရဲ့ကစားမကောင်းတယောက်ဖြစ်နေတာရဲ့ပေါ့ကြောင့်ဒီ Eric Dier တို့ဘာလို့ကိုလည်း Monaco တို့ဘာလို့သူရောင်းလိုက်ပြီဆိုတဲ့အခါကျတော့ Jonathan Zaha ကကျွန်တော်လက်ရှိမှာသူတို့ရဲ့ပြစ်မှတ်ဖြစ်လာတာ ကျွန်တော်ကတော့ဗောနော်ဒီဘိုင်ယန်မြူနစ်ဘက်ကအသက်30ပညာကစားမားတွေကိုမခေါ်ဘူးလို့တော့မဟုတ်ဘူးဒါပေမဲ့တအားရှားတယ်ထားပါတော့ဟယ်ရီကိန်းကိုခေါ်တော့ငါဆိုလို့ရှိရင်ဈေးကြီးလည်းပေးဝယ်ခဲ့တယ်အသက်ကလည်း29 30ဖြစ်နေပြီဟောဆိုတော့တကယ်လည်းပဲကစားမားကောင်းတယောက်အသင်းမှာလည်းလုံးဝလိုအပ်နေတဲ့ပလေးယာတယောက်ဆိုတော့သူတို့ခေါ်ခဲ့တာဂျန်နေကစားမားတွေဆိုလို့ကျွန်တော်အဲ့လောက်ကြီးကြီးသူတို့မခေါ်ဘူးနော်ဆိုတော့လက်ရှိဂျိုနသန်တာကလည်းအဲ့ဒီအတိုင်းပဲနော်29နှစ်ပဲကျွန်တော်ရှိသေးတယ်ဆိုမျိုးကစားမားကောင်းတယောက်သူတို့လိုအပ်နေတဲ့ခန်းစဉ်မှာအားဖြည့်ပေးနိုင်မဲ့ပလေးယာတယောက်ဗျာ ဆိုတော့နောက်တစ်ခုကကျွန်တော်တို့နည်းပေါ့နော် real metric ပေါ့ကျွန်တော်ကတော့ real ကဒီအသက်30ကျော်တဲ့ကစားမတွေကိုခေါ်လေးခေါ်ထားတော့မရှိဘူးဗျသိလဲနော်လုံးဝမရှိဘူးမရှိတဲ့ပြင်ရှိတဲ့ကစားမတွေတော့မှအသက်30ကျော်ရင်ထားတာဒီလို modric တူလောက်ပဲကျွန်တော်ရှိတာဒီရမလားအဲ့လိုမျိုးဆိုတော့ Jonathan Tah ကို Real Madrid ကစိတ်ဝင်စားနေတယ်ဆိုတာထက်ပိုလိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့နော်အဲဒီညမှာ Barcelona နဲ့စကားပြောတယ်ဆိုတာကတော့ Barcelona ရဲ့ဘက်ကလူငယ်ကစားမတွေခန်းစစ်မှများတာပြီးလို့ရှိရင်အဲအတွေ့အကြုံကစားမကိုကျွန်တော်တို့အနေနဲ့ထည့်ကျင်တာအတွေ့အကြုံရှိကစားမထည့်ကျင်တာ ပြောရှင်ရင်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီအီနီโกမာရီနက်စ်တို့ဘာလို့နေရာမှာလဲကစားနိုင်စွမ်းရှိတယ်ဗျာเนาะဒါကြောင့်ဂျိုနသန်တာကဘာစီအတွက်စိတ်ဝင်စားစရာကျွန်တော်တို့ဖြစ်လာတာဟိုကလည်းဂျာမန်နီးပြဆိုတဲ့ခါကျတော့ဖြစ်မလာဘူးလို့လည်းကျွန်တော်ပြောလို့မရဘူးဗျာเนาะဒါကြောင့်အလွတ်နဲ့ဂျိုနသန်တာလို့ကစားမမျိုးကိုရမယ်ဆိုတော့တော်တော်ကြီးတို့စိတ်ဝင်စားဖို့ကောင်းပါတယ်เนาะဘယ်နဲ့တင်ပြိုင်ခေါ်ကြမလဲဆိုတာဘာစီဘိုင်မြူနစ်ကတော့ပြီးခဲ့တဲ့နှစ်ဒီကတည်းကသူတို့ဂျူးပန်းခဲ့တယ်ဗောနော်ဒါပေမဲ့လို့သူတို့ပြီးတဲ့ဈေးက လီဘာကူစင်လူချင်းနဲ့ဇီမျိုးမဟုတ်ဘူးဆိုတော့မရောမထွက်ခဲ့ပဲနဲ့ဒီကောင်ကလီဘာကူစင်မှာဆက်နေခဲ့ရတာဒီနှစ်နွေရာသီပြောင်းရွှေ့မှာတော့ထွက်လိမ့်မယ်လို့ထင်တယ်ကျွန်တော်ကတော့ဟို United အနေနဲ့ခန်စစ်ဒလူကစားမကောင်တယောက်ကိုရမယ့်ချင်ဒီမျိုးမှာမှန်ကန်ကျိုးပန်းသိနေလို့ကျွန်တော်ထင်တယ်ဂျူရန်တတကအများကြီးအသင်းကိုကူညီပေးနိုင်မှာเนาะတကယ်ကောင်းတဲ့ခန်စစ်ကစားမတယောက်ပါဖီဇီကယ်ပိုင်းကောင်းပါတယ်ဆိုတော့ ကျွန်တော်အနေနဲ့ဒီဒမန်အများကြီးဖြစ်ပါတယ်ဆိုရယ်ပရီးမီးယားလိလိုနေရာမျိုးမှာအံဝင်ခွင့်ကြမဖြစ်စရာအကြောင်းရှိတယ်လို့လည်းကျွန်တော်မထင်ဘူးကျွန်တော်အတင်းဘက်ကထိရောက်တဲ့ဆွေးနွေးမှုတွေပေါ့နော်ဘယ်လောက်ထိဆက်ပြီးတော့လုပ်နိုင်မလဲကျွန်တော်ကြည့်ရမယ်အခုကတော့ဂျွန်နသန်တရဲ့အေဂျင့်နဲ့ဆွေးနွေးမှုတွေရှိနေပြီဆိုတာမျိုးကတရင်ကောင်းလို့ယူဆတယ်ညီကလေးအနေနဲ့ရောဂျွန်နသန်တကိုခေါ်ဖို့အတွက်ကြိုးပမ်းတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်